ဘက်ဆာ3 series ရဲ့ game number 3ရှေ့ပွဲစဉ်တွေမှာတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့အပြန်အလှန်မလုပ်ပြနိုင်ခဲ့တဲ့အရာလေးတွေကိုပြန်လည်ပြီးတော့လုပ်ပြနိုင်ဖို့ကြိုးစားမယ်မချေပွဲလေးလို့ကျွန်တော်တို့ကနဦးစတင်ပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ကဲကိုဝေး draft in ဆီကတော့ကျွန်တော်တို့တစ်ဖက်ကလည်းအဲကတော့ကချလပူနဲ့ Ryan Esports ဘက်ကထွက်လာတယ်ကျွန်တော်တို့ Ryan Esports ဘက်ကတော့ပြီးခဲ့တဲ့ game တို့ reverse အနေနဲ့ UNS Grok အစရှိတဲ့ Jurian Frontline တွဲလုံးနဲ့ထပ်ပြီးတော့ထွက်လာပြန်တယ်ဗျာဟုတ်တယ်နောက်ကျွန်တော်တို့ဒီ11နဲ့ Granger ဆိုတဲ့အားပြိုင်မှုတွေကဒီပွဲမှာ ဗမဖန်ပို့ပြီးတော့ five less ဆိုရယ်ပိုင်းခြားလေးတွေကိုကျွန်တော်တို့ဒါခွဲခြားပြသသွားတော့မှာဖြစ်ပါတယ်ဆိုတော့ AI eSport နဲ့ Real eSport ရဲ့ကျွန်တော်တို့ဒါ Best of 3 series အနိုင်ရှုံးအဆုံးဖြတ်ပြီးမဲ့ match point ပွဲစဉ်တွေကတော့အားလုံးနဲ့တူပြန်လည်စတင်လာခဲ့ပါကြီးကဂိမ်းဝန်ဂိမ်းကျူးရောမှာကျွန်တော်ဒီကြည့်ရတော့နှစ်သိန်းလောက်ကသူရဲ့ plan လေးနဲ့ကိုစီကျွန်တော်လာခဲ့ကြရပါဗျာကျွန်တော်ဒီ update patch အပြောင်းလေးတွေမှာကျွန်တော်ဒီ hero အစ်စ်တွေလည်းကျွန်တော်ဒါပြန်လည်ပြီးတော့မြင်တွေ့နေရရဗျာ အဒီခု gain number 3မှာလည်းအကျိုးတစ်ဖက်မှာ join နေပါရင်လည်းပြန်ပြီးထုတ်လာခဲ့တဲ့ကာလပေါ့နော်တစ်ဖက်ကလည်း faster grow ဗျာ black ရဲ့အကျိုးဒီ signature hero တွေထဲမှာဆိုလို့ရှိရင်ဒီ grow ကြီးကပါနေရဲ့အနေထားတစ်ခုရှိရပေါ့ဗျာဒီအချက်ကိုလည်းကျွန်တော်တွေထဲသွင်းစဉ်းစားဖို့လိုအပ်တယ် yuri ရဲ့ lance လောဗျာ game 1မှာတော့သူ performance ကောင်းကောင်းလေးပြတ်သားခဲ့တယ်ဒီ ml ဘိုင်းချားရကျွန်တော်တို့သွားပြီးကြည့်မယ်ဆိုလို့ရှိရင်လည်း super back နေနဲ့ combo ml နဲ့ထွက်လာတယ်ပေါ့နော်ကျွန်တော်တို့ဒါပြန်ပြီးအဆင်ပြေနိုင်တဲ့အရာ tenacity bar ရဲ့ဆိုတော့ midway gain နဲ့ပြူရတဲ့ဘိုင်းနေမှာတော့အပြန်ကာထားလို့ရတဲ့ပုံစံတစ်ခုပါပဲ တော်လေးတော့ကျွန်တော်တို့အဆင်ပြေပြေးရမှာဗျ Brisbane နဲ့ထွက်လာခဲ့တဲ့အခါတည်းမျိုးဆိုတော့ Jushin ရဲ့ London Flare တွေသူပြီးတဲ့ Crescent Bay Company ကသူ့ကိုလေကောင်းကောင်းယူကျွန်တော်တို့ဒါ Mass HP 5%လောက်အနည်းဆုံးပြင်ပြီးတော့ရစီမဲ့အနေထားမျိုးလေးတော့ရှိမှာပေါ့လေ Ground နဲ့ UNS ကပုံမှန်လေးလေးပြောရရင်မအူပန်ပြည့်ရဲ့နေရာမှာတော့အတော်လေးကောင်းတယ်ဗျာနော် AOE ဘာတွေကလဲဒါ Ground ရဲ့ကျွန်တော်တို့ဒါ Chest တခုတော့ပဲပါလာသေးရဆိုပေမဲ့ကျွန်တော်တို့ထင်တယ်လောက်ကြီးတော့အားနဲ့နေရာအနေထားမျိုးတော့တိတ်မဟုတ်ဘူး Objective 5တွေမှာတစ်ဖက်က Join ကိုကောင်းကောင်းယူပြင်ပြီးတော့ Pressure ပေးလို့တော့ရနိုင်တယ်ဒါမှလည်း Mobility အရင်မြင်မာတဲ့ Join ကိုတရားခံတော့ တားနိုင်မယ်လို့တော့ကျွန်တော်တို့အမခံချက်မရှိဘူးဗျ။ဒါကတော့နောက်ပိုင်း objective 5တွေမှာ AI e-sport ပြန်ကြည့်ရမယ့်အရာတစ်ခုပေါ့ဗျာ။ကဲဒီမှာလဲရှောင်းရဲ့ lot of fine piece တွေ line နေတာဒီတော့မှ luxury foundation ပြတ်သုံးနေနေပဲเนาะကျွန်တော် crab လေးတော့ရောင်းတော့စားရသေးတယ်ဗျာ။အဓိကတော့ early game တွေမှာနိုင်ငံလေးထွတ်ထွတ်မှုလေးတော့ရှိမှလဲ Euro key ရဖို့ခက်တယ်ဗျာเนาะ။ရွေးနဲ့ Croucha လပူဆိုတော့ over standing ကကောင်းလုံးလို့ရတယ်။အဲ့တော့မှနောက်ကနေပြီးတော့ black crow တွေပါတက်ပြီးတော့ပါလာဖို့ရှိမှာဗျာ။ဒီမှာလဲရှောင်းရဲ့เนาะကျွန်တော် decree တကောင်ဘလို့မှသူစားလို့မရတဲ့အဆုံးမှာ တတရုတ်တိုးတော့လပူလို့ပါလာတိုးမှာပဲရမှာဗျာဒီတိုင်းဆိုလို့ရှင်တတရုတ်ရောက်ပါမလွဲပါဘူး လက်ရှိရတဲ့ကြုတ်ဒီ target fight တခုကပြန်သွားနေပြီ ultimate မရသေးဘူးဆိုတော့နည်းနည်းတော့ဆိုင်ရခက်တယ်ဗျာအဲ့တော့ yuri ပဲဒါရောက်တော့ယူသွားတယ်ပေါ့နော်ပွင့်လင်းပြောရရင်ဒါ rainbow back setup ကထေတာဘောက်ရှောင်းရံနေနဲ့အရှိမရှိရဲ့ crowd control spare တွေအကုန်ပြီးသွားမှသူဝင်လို့ပြုလို့ရမှာအဲ့ဒီယာတွေအကုန်လုံးပြီးသွားမယ်ဆိုလို့ရှိရင်လဲစောင့်မယ်ယာချာချာတပေါက်လောက်ပဲကြည့်ပါဗျာဒီပွဲမှာခုနကတော့ dy mansion လောက်ခဲ့တဲ့ယာလေးနည်းနည်းအောင်တတိထားမိတယ်လို့ပဲနဲဖမ်းမှုပြုဖို့ခက်ခဲတာဆိုတော့နှစ်ကွက်လောက်တာပြီးသွားရင်အဓိက holy crystal ပြီးသွားရင်အတိုင်းပဲမှာဆိုရင်သူရဲ့ alert fire bee dance ယာ AI နည်းနဲ့ထိမ့်သိမ်းဖို့ခက်ခဲလိမ့်မယ်ဗျာ Stalin side တွေပါတယ်ကျွန်တော်တို့ပြန်ကြည့်ရတဲ့အပိုင်းလေးတွေမှာတော့ဒါခုန SD ပြောသလိုပဲ join ကိုနောက်ပိုင်းမင်းနဲ့ပိုင်းခြားတွေမှာကျွန်တော်တို့ဖမ်းနိုင်မှုတော့ခက်ခဲလာနိုင်တဲ့အပိုင်းလေးတွေရှိလာနိုင်တယ်ပေါ့လေဒါတော့ကျွန်တော်တို့ အရင် e-sport နဲ့ front line ကဘယ်လိုပြန်ပြီးတော့ဖြည့်ရှင်းကြအောင်မလဲဒါလေးကတော့ကျွန်တော်တို့ game 3မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်လို့ပြောရမယ်ပြီးခဲ့တဲ့ game 2တော့သူတို့သွားခဲ့တဲ့ chip draft ကအတော်လေး round ဖြစ်တယ်ဒါပေမဲ့ chip နဲ့တွဲဖက်ရမယ် close range မှာကောင်းကောင်းကြီးကျွန်တော်တို့ဒါ stand နေ AoE ရပြီးနိုင်မယ် hero နေနဲ့ power lag ညတော့မရှိဘူးဗျ ruby တို့ arlo တို့ tower တို့ဒီ grog တို့တကောင်ကောင်နဲ့ chip တွေတွဲရမယ့်အချိန်မှာအဲ့လိုမျိုးကျွန်တော်တို့ဒါ pick off တွေပါပြီးလို့ရ hero ပါမလာခဲ့ဘူးဒီအားနဲ့ချက်ကတော်တော်လေးတိတာစီခဲ့တယ်သူတို့အနေနဲ့ uness လိုမျိုး hero ကိုပွဲပြီးတဲ့အထိမဖြတ်နိုင်ခဲ့ဘူးဆိုတဲ့အနေအထားမျိုးလေးလည်းကျွန်တော်တို့တွေ့လိုက်ရတယ်ဗောလေဆိုတော့ဒီတစ်ခါမှာလည်း join ကိုဒီလိုမျိုးအဖြစ်မျိုးနဲ့ AI eSport မကြုံရဘူးတော့လို့ရပြဒီ join ကဘယ်သူထိမ်းမှာကိုယ်လုံး join ကဘယ်သူထိမ်းမလဲပေါ့နော်အဓိကတော့ထိမ်းဖို့တော့နည်းလေးတော့ခက်လိမ့်မယ်အဓိက item နဲ့ပဲပြန်သွားမှာပဲရမှာပဲသိရမလား damage taken လုံးမလား importer တွေသိရမလားအဲ့လို re roma တွေနော်ကျွန်တော် wine chat ဒီပါတွေကတော့ပါပါတယ် wine chat လေးပါလေးနဲ့ father crop နော်ကျွန်တော်ဒီ father crop တွဲလုံးလေးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဖြေအစင်တော့ပြေတယ် join ရင်သုံးမဝင်လာခင် join ကိုအဲ့လိုမျိုး ambush ပြီးတော့အဆုံးသတ်တာမျိုးပဲဖြစ်ဖြစ်ဒီ bracket fight တွေတွေကနေပြီးတော့ ကျွန်တော်ဒီ identity ဖြစ်တဲ့เนาะ immortality တို့เนาะ winner crown တို့ဒါမျိုးလေးပြီးလာလို့ရှင်တော့အစင်တော့ပြည်နိုင်ဒါပေမဲ့ Lancelot ရော join ရော balance control တွေကောင်းကောင်းကြီးလောက်လာမယ်ဆိုတဲ့အခြေအနေတစ်ခုမှာအရေးကြီးတာ front line hero တွေနဲ့ဒီ mage တွေရဲ့ position ပဲเนาะ father solution လည်းဘာဖြစ် win ဆိုင် win နေပါတယ်ပါတယ်အဲ့တော့သူ့အနေနဲ့လည်းပြန်ပြီးတော့ရှောင်ရှားလို့ရတဲ့အပိုင်းလေးရှိတယ်ဗျာအဲ face to face မှာတော့အနေငယ်လေးเนาะကျွန်တော် individual ဘိုင်းချားလည်းနဲ့စကားပြောသွားမှာဖြစ်ပြီးတော့ခုနကလို့ itemization ရ ဒီလိုမျိုးဒီ damage dealing ဘိုင်းတွေကိုဘယ်လိုမျိုးပြင်ပြီးတော့ cover လုပ်မလဲဆိုတဲ့ဘိုင်းတွေကလည်းတော်တော်လေးတော့နှစ်သိန်းလုံးတော့ကအရေးကြီးတယ်ဗျာနော် join ရအဲ့လို second အစ်စ်ထွက်ထားတော့ဗျာနည်းနည်းလေးအဲ့လိုမျိုး တက်ရှာရဲဆိုလို့ရှိရင်အယောင်ကြွာလေးရ M6 Champion Skin နော်တောက်ပနေရဲ့အနေထားမှာလို့ကျွန်တော်ပြောလို့ရတယ်ဗျာ Champion Favorite Hero တွေပါတယ်နော် Join Signature ဒီဘက်ကကျွန်တော်တို့ Join နေပါရီကတော့ရှောင်းရောင်းတော့ကြည့်ရမယ်ပေါ့လေသူကတော့ကျွန်တော်တို့9မိနစ်မှာ6ခါမှတော့ Join လေးပါလေကျွန်တော်တွေးခဲ့ပြီးသွားပါနော်အဲ့လိုချင်တဲ့မျိုးဆိုတော့နောက်တော့ပါဆိုတော့ဒါလေးကလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားမယ်အဲ့လိုမမောက်ချင်ရင်ဒီတစ်ခုရှိရယ် Okay Vigo တောက်ပြီးတော့ Vigo တောက်ပြီးတော့ဆော့အဲ့ဒါဆိုမမောက်ဘူး Vigo နဲ့တီးဖြတ်မှုတော့ကျွန်တော်နည်းနည်းလေးဒါ Join တော့တစ်ခုခုတော့စဉ်းစားဖို့တော့လိုလာပြီနော်ဒါလေးကတော့နောက်ပိုင်းပွဲတွေမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရမယ်အရာပေါ့ဗျာဆိုတော့ AI eSport အနေနဲ့လက်ရှိချိန်မှာသူတို့အနေနဲ့ဒါ Objective Bayern တွေကိုတော့ Game 1တော့အတိုင်းပဲစပြီးတော့ TikTok လောက်ထားနိုင်တယ်။ Rival Back ကလည်းဒါ Joy ရဲ့ခုနပြောခဲ့တဲ့ timing တခုပေါ့လေ။ကျွန်တော် Stallion Safe နဲ့ Holy Crystal သူတို့နောက်ပိုင်းကျွန်တော်တို့ပြန်သွားရမယ်ဒီ Black Wings ပါတဲ့ timing လေးအထိတော့သူတို့ပြန်ဆောင်နေပုံတော့ပေါ်တယ်။နောက်ပိုင်းသွားရင်တော့ Backline ထဲမှာသူ့အနေနဲ့ Like ကမှာပဲ။ဒါတော့ Fasa ကတော့ Fasa အနေနဲ့ PA 7ကောင်းကောင်းရဲ့ position နဲ့ play သူ့အနေနဲ့တခုပြနိုင်မှာတော့ရမယ်ဗျ။ပြီးခဲ့တဲ့ပေါ်ရ Eve လိုမျိုး stack တွေရှိတယ်သူရတာမျိုးတွေအရင်ရှိမှာတော့မဟုတ်ဘူး။ Fasa ဒီ Kukurain Survive လုပ်ပြီးမှသာအသင်းကိုနည်းနည်းလေးပြန်ပြီးတော့ ်ထောက်ပံ့ရမယ်ဟီရိုသွားပြီးတော့ဖြစ်နေရပေါ့လေနော်ဒါပေမဲ့သူကိုယ်တိုင် back line က flanking လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အတိုင်းထက်အလွန်ပေါ့လေဒါကတော့နည်းနည်းလေးဖြစ်နိုင်ကြီးတော့နည်းပါတယ်လက်ရှိ draft အရာဆိုလို့ရှိရင်โอเคငါကလေးရပုံမြင်ပေါ့ဗျာเนาะ Farsa Grow တဲလုံးလေးဒီအားကျွန်တော်ဒီ objective fight တွေမှာဒါတကယ်ကိုချန်တန်းကြီးတွေ combo တစ်ခုဖြစ်တယ်ပေါ့เนาะရင်ကလေးကလည်းကျွန်တော်ဒီ Farsa Grow တဲလုံးကမြင်တွေ့ခဲ့ရတာဆိုတော့ ခဏနေကြလို့ရှိရင်တော့ကျွန်တော်ကြည့်ရမယ်ရေယွန်ဘက်ကလည်းကျွန်တော်ခဏတော့ပြောလို့ join ရဲ့အတဲဖက်စိတ်ဝင်စားမှုကောင်းတဲ့အရာတခုကဒီ game ဒီ game 3ဖြစ်နေတာ game 1တော့ဆိုလို့ရှိရင်လည်းကျွန်တော်နှစ်သိန်းလောက်ကသူတို့ကွန်ဘိုရင်းနဲ့လာခဲ့တယ်အဲ game number 2မှာလည်းတူတူပဲဒီ game number 3မှာဆိုလို့ရှိရင်လည်း faster grow ရှိရယ်တစ်ဖက်ကလည်းကျွန်တော်ဒီ garoka ချ join ရ AOE crowd control တခုမှာ join ကားလို့ရှိရင်အကုန်လုံးလစ်ပတ်ပြီးထိလို့ရတယ်ဗျာအဲ့တော့ဘဲကွန်ဘိုတွေကဘယ်လိုမျိုးအလုံးဆက်ဖြစ်သွားမလဲဆိုတာတော့ land of down တွေမှာကျွန်တော်တွေဆက်လက်ပြီးတော့ကြည့်ရှုရအောင်မှာပဲဖြစ်ပါတယ် ဟုတ်ပါတယ်เนาะကျွန်တော်တို့ကွန်ဘိုလေးတွေကတော့အရေးကြီးတယ်ဗျာပြောရင်းဆိုရင်လည်းပဲကျွန်တော်တို့ရဲ့ပွဲစဉ်ကတော့ပြန်လည်ပြီးတော့စတင်လာခဲ့ပြီဖြစ်ပါတယ်ဒီမှာတော့မက်ဆီလေကာတင်သွားပြီးတော့လုံနေခဲ့သလိုတဖက်ကသွားပြီးတော့ချိမဲ့ဆိုလို့ရှိရင်လည်းဒါဘလန်အနေနဲ့ကတော့တောက်လျှောက်ပဲဂျွာရဲ့ချန်ကေအေရိယာမှာမက်လိုက်ပြနေဆိုတဲ့ပိုင်းခြားလေးရှိတယ်ဗျာဒီလိုမျိုးမက်တွေပါဖြွင့်ပြီးတော့လည်းကောင်းတာပဲဗျာเนาะကျွန်တော်တို့ဒါနောက်မှရှိတဲ့ဂိုလိန်နာတွေကလည်းကွန်ဖော်တေဘယ်ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးတော့ပြီးရယ်ဗျာ ဆိုတော့ရှောင်းရောင်းဝက်တဖက်က black တောက်ရှော့လိုက်ကြည့်နေကြတဲ့ခိုင်တဲ့တခုမှာတော့ jungle အနေနဲ့သူနည်းနည်းလေး early game early game timing တွေမှာတဖက်က beast တွေပါနဲ့ early down pressure ပေးဖို့မျိုးတွေနောက်မှလည်းတောက်ရှော့ကတ်နေကြတဲ့ ဒါ UNS ကိုသွားပြီးတော့ pressure ပေးဖို့မျိုးဆိုတာမျိုးတွေက Run Esport အနေနဲ့အတော်လေးလုံမရပြုမရဆိုတဲ့အနေအထားမျိုးလေးလို့ကျွန်တော်တို့ပြောရမယ်။ Anthony Ashley ထပ်ပြီးတော့ပြေးရပြီ။ Transfer Wall လေးလက်ရှိနေကြတဲ့ခါမှာတော့ Samuel အနေနဲ့ UNS အဲ့ဒီ UNS ကိုသူ့အနေနဲ့ဘလို့မှလည်းနေမချက်မှာတာမောတော့မဟုတ်ဘူးဗျ။ Competition Fire Data Fight ဒီမှာသူ့အနေနဲ့ပြန်ပြီးတော့ကြည့်ရအောင်မယ်။ P7 and Strike လေးကတော့စပြီးတော့ပြေးရပြီ။ဒါပေမဲ့ပြဿနာတော့မရှိဘူးဗျ။ Objective Fight တွေကတော်တော်လေးတော့ဝေးပါသေးတယ်။ လက်ရှိကလည်းကျွန်တော်တောင်းနေခဲ့တာအောက်လင်းကိုအပိုင်ထိမ်းပြီးတော့ပဲသူတို့အနေနဲ့ဂန်ဂင်လောက်ခုကျူးသွားနေရပါတော့အားလျာ Uranus ကအဲ့ Dominant Ice တွေပိုင်းမပြီးဘူးဆိုလို့ရှိရင်အနေနဲ့တက်ရဖြစ်အခက်ခဲတယ်ဗျာဒီ Esmeralda တို့ဘာလို့လဲပေါ့ဒီ Update Patch ကဒီကောင်တွေကကျွန်တော်တော်တော်လေးဆိုးရဲဒါ SP လင်းအခန်းကဏ္ဍတခုမှလို့ကျွန်တော်ပြောလို့ရတယ်ဒီ Map ကကျွန်တော် Danger Crash ဖြစ်တဲ့အတွက်ကြောင့်မို့တော့ဒီခြုံနေတဲ့ကနေစစ်ဖို့အတွက်ကတော့တေချာမောက်လုံးမရမယ်မဟုတ်ရင် Ambush ပြီးတော့ Surprise ဆိုပြီးမှအာတခါလေးတီးထုတ်သွားမယ်အကွက်တရားလေကျွန်တော်အများကြီးကြံနေသေးတာပေါ့ဗျာ Grow ပဲเนาะ Grow အဲ့လိုမျိုးဒီ ခြုံမုတ်တွေများနေရောလေအဲ့ဒီ grass တွေတဲကနေလျှောက်တိုးနေပြီးတော့ပုံနေတာတို့ wide shot flick ကပါပြန်ပေးလို့ရတဲ့ပိုင်းခြားလေးရှိရဗျာပေါ်သွားရဲ့ air strike နဲ့ glory wide shot ဆိုလို့ရှိရင် hero တကောင်ကပြတ်သွားဖို့အတွက်ဂျာနိုတော်လေးကိုမြားရဲဆိုတဲ့ခြေနေမျိုးတော့ဖြစ်နေတယ်အဲ့တော့ last in on hero key က၄မိနစ်ထိလုံးဝမထွက်လာသေးဘူးဒီ second tier 5မှာ nothing တော့ level 4တွေရအောင်ပြီဆိုတော့ဒီမှာတော့ကျွန်တော် hero key လေးပါလေးစပေါ်နိုင်တယ်ဗျာပြီးတော့ ရင်း e-sport လေဒီတဲ့5ကိုတော့လာပြီးတော့စိုင်းဖို့အတွက်ဒါအစင်းသိဖြစ်တဲ့အခြေအနေပါပဲ။တရပိုင်းဖန်ဆိုင်ရတာ barricade လေးပါလေ black သူစပြီးတော့ပြီးတော့ပြီးရတယ်။တစ်ဖက်က run e-sport အနေနဲ့သူတို့စပြီးတော့ dance ပဲဆိုရင်တော့မှ grow barricade ကြောင့်တော့ title ဒီချလေးကျွန်တော်တို့ဒါ secure လုပ်နိုင်မှုတော့အနေငခက်တဲ့အနေထားမျိုးလို့ပြောရမယ်ပေါ့နော်။အဲ့တော့ကျွန်တော် yuri ရဲ့ landslot အနေနဲ့ ac လေးပဲသူအခြေအနေပါတယ်အများကြီးရတဲ့အခြေအနေပြ။ bad player ရတော့ပြန်ပြီးတော့ရှိလာသေးတယ်ဆိုပေမဲ့ grow barricade ကြောင့် title တစ်ဖက်က run e-sport အနေနဲ့အရင် dance လို့သိမ့်မရဘူး။ front line မှာလည်း messi တောက်လျှောက်လိုက်ပြီးတော့ map open နေခဲ့တဲ့အခိုက်အတန့်တစ်ခုမှာတော့ gafu position လေးကောင်းကောင်းယူပြီးတော့ပြစ်နိုင်မှာတော့ဖြစ်လေ ိမ့်မယ်ဗျာ။အော်အော် play ကျွန်တော်နောက်ထပ် resist လက်ရိုက်ထားတယ်။အဒီကတော့ကျွန်တော်ဟမ်မီကို force ထားရုံလောက်ပဲဗျာ။တပ်ဖို့ဖြတ်ဖို့ကတော့တိတ်မလွယ်ကူမှာမဟုတ်ဘူး။ဒါပေမဲ့ဒီချိန်မှာ ultimate တွေရနေပြီ။ barricade တပြီးတော့ charge ပြတ်တိုက်မဲ့ damage တွေတော့အဲ့တစ်ဖက်ကလေကျော်ဂယူးဆိုင်ရမှာဖြစ်တယ်လို့ super light ရဲ့ airfall တွေ guardian တကွက်ကိုလေကျော်တွေညှော်လင်းရမှာဖြစ်တယ်ဗျာ။ Hey wide chop ပါ four man ။ Number for the air strike တပြုတ်လိုက်လာသေးတယ်မှာ Bezzy ပြန်ကြရဗျာ။ UG တွဲလုံးနဲ့တူပဲပြန်လွတ်မြောက်သွားခဲ့ဆိုတော့ရှောင်းရဲ electrify piece တွေကြားထဲမှာ leader ပါတက်တောင်းတဲ့ပြုံမှာတက်တေဘာပေးလိုက်ရတဲ့နောက်မှာ AI eSport တင်ဒီတစ်ခေါက်မှာတော့2 man down တက်တယ်မှာပါသွားတဲ့အတွက်ကြောင့်မလို့ network cap ကတော့ချက်ချင်းပဲ 1k လောက်ထိနေသွားပြီဗျာလုံးဝလုံးဝကျွန်တော်တို့1 just 4 man တောက်လျှောက်တော်တော်လေးလာတယ်ပြန်ပြီးတော့တိုက်ခတ်ပေးနိုင်ကြတဲ့အပန်းလေးရှိရဆိုပေမဲ့ကျွန်တော်တို့စိုးရင်ခဲ့တယ်ဆိုတဲ့အရာလေးပေါ့လေ join beast control ဘယ်သူထိန်းကြမလဲဆိုတဲ့အရာတစ်ခုပါဒီ second tier တဲ့5မှာပဲဒီကောရုံလုံးပေါ်လာခဲ့တဲ့အနေအထားမျိုးလို့တော့ကျွန်တော်တို့ပြောရလိမ့်မယ်ဗျာအလီတာလိုမျိုးဒါဝန်ဝန်လိုမျိုး hero တကောင်နေနဲ့ပြန်ပြီးတော့ကြာသွားခဲ့တယ်ဆိုတဲ့အချက်တစ်ခုပါလေနည်းနည်းလေးတော့ late game နဲ့ final ချိန်မှာပြန်ပြီးတော့ကြီးနိုင်စေလိမ့်မယ် black တော့လေးစပြီးတော့သူ့အနေနဲ့ကျုံသွားခဲ့တယ်ဆိုပေမဲ့အလန်းဝေးတဲ့အခြေအနေတစ်ခုမှာတော့တပတ်က run e-sport အနေနဲ့အရင်ကတော့ over extend နဲ့သိမ့်မလို့ဘူးကြာသူတို့ရဲ့ jungle space တွေပါပြန်ပြီးတော့ကြည့်ရမယ့်အခြေအနေတစ်ခုလို့ပြောရမယ်အပေါ်လိုင်း first tower မရှိတော့ဘူးဆိုတဲ့အခိုက်အတန့်မှာ elite die space လေးကနည်းနည်းလေးစပြီးတော့ကျင်းလာပြီဒီအပြင်နောက်ထပ်စိတ်ပူစရာကျွန်တော်တို့ဒါစိုးရိမ်စရာဒါ AI e-sport ဘက်ကကျွန်တော်တို့တခုရှိတယ်အဲ့ညာကျွန်တော်ဒီ farsa အနေနဲ့ standing position တစ်ခုမှာလက်ပူဝင်ရိုက်တဲ့တန်တွေကိုလည်းခံရမယ် အပီဝိုင်ကျွန်တော်ဒီအိုက်ပိုဇီရှင်တွေကိုဖြတ်ပြီးဖို့အတွက်လည်းပြန်ကြည့်ရမယ် replay တွေအရကျွန်တော်သွားပြီးလက်ဦးမှုရခဲ့တာတော့ AI Esport ရခဲ့ဆိုပေမယ့်ရှောင်းရန်နေနဲ့ကျွန်တော်ဒီပပနဲ့နဲ့ပဲသူ့ရဲ့ little 5B dance အောက်မှာ hero key နှစ်ကောင်ဒါရရှိလိုက်တယ်ပေါ့နော်ဒီအတွက်ကြောင့်ပဲ charge faster air strike တစ်ချေးတိုင်းနဲ့ပဲ combo တွဲဖို့ကြိုးစားထားသေးရဲ့ဗျာမရဘူးဗျာနော်ကျွန်တော်ဒါတောက်လျှောက်ပဲ instruct ကမပြတ်သေးဘူးဖြစ်နေရဲ့အဓိကဒီ super light တို့ပါလို့လည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ rubber light လေးပါလေးချန်နေသေးရဲ့အနေထားဆိုတော့တိတ်ပြီးတော့တော့မပေးဘူးတော့မလွယ်သေးဘူးဗျာ ဟီရိုဂိနှစ်ကောင်လုံးထိရယူထားနိုင်တယ်တတပြန်ရတဲ့အချိန်မှာ number 1 key များတော့မများသေးဘူးဆိုပေမဲ့မဆိုးလောက်ဆိုတဲ့ခြေတစ်ခုတော့ Brian Esport ပုံစံထားသည် Embrave တွေကြားထဲမှာ Rezi 6ချမ်း Jazz Sonata ပြန်ပြီးတော့ပြီးနေရင်းနဲ့ပဲ Messi ပြန်ပြီးတော့ forward လုပ်နေရပြ1-1အတွက်သူတို့ပြန်ပြီးတော့ချိန်ပေးနေတဲ့ခြေတစ်ခုမှာ Regis Flan Lenshay ကစတန်နီပြန်ပြီးတော့ပေးလာခဲ့ပြီမယ်လေ Alita နောက်ကျတော့ဒီတစ်ခေါက်မှလည်းပြန်လည်ပြီးတော့လွတ်မြောက်သွားတယ်လို့ပဲပြောမှာဗျာ မလွယ်ဘူးဗျအရင်ပြောနေပြတဲ့တခုအပေါ်တော့မှတစ်ခါတည်းပဲရှောင်းရန် only ပဲလိုက်ကြည့်နေတယ် S Ryan exclusion လေး Rory ပြန်ပြီးတော့ပေးရတဲ့ပဲဆိုပေမဲ့ကျွန်တော်တို့ဘာမှတက်မထူးတဲ့အရာတခုနဲ့ဆက်ပြီးတော့ကြုံတွေ့နေရစေပဲဗျအောင်လာမှလည်း Messi တောင်ချော်လေးကထားပြီးတော့သူ့အနေနဲ့ combination ပိုင်းကစိုးစိုးလေးလာတယ်တို့ဒီခါလည်းပဲတဘောပြန် push ခဲ့တဲ့အပန်းလေးရှိရဆိုပေမဲ့ Jordan ကတော့ဒီ draw ကိုတားဖို့အတွက်အရင်မဖြစ်နိုင်သေးတဲ့အနေအထားမျိုးလေးမှာလည်းကျွန်တော်တို့ဆက်ပြီးတော့ရှိနေစပဲလို့ပြောမှတယ်။ Genius One က PY Refine Piece တောင်ချော် Chris Abigo လေး Super Bad Tap ပေးထားတယ်ပဲ။ Yuri ကိုတောင်ချော်လိုက်ပြီးတော့ pressure ပေးနေတဲ့ခဲတဲ့တခုပေါ်တော့ရှင်းပါလေ Black Front Line မှာတော့ဆက်ပြီးတော့ဝင်လာတယ်။နောက်မှလည်းကျွန်တော်တို့ဆက်မျိုးရဲ level level နဲ့တော့ down shot လိုက်ပြီးတော့ဒိုင်မယ်ဆိုလို့ရှိရင်သူတို့ဘက်ကလည်း back line မှာ leader ကို PA7 တို့ကအရင် position တယ်လို့မရအောင်ဆိုတော့အနေအထားမျိုးလေးလည်းကျွန်တော်တို့ဆက်တွေ့ရတယ်ဗျာ။ ဆိုတော့ Crimson Bacon ဆက်ပြီးတော့ရှိနေသေးပဲနောက်ပါလေ Energy Impact နဲ့ Air Strike ပြန်ရှိမှာ Resistance နဲ့ Lash Shake က Reverse Fighter ထပ်ပြီးတော့ Backline Control တွေအောက်မှာ Tartar ထက်ရောက်လို့များတယ်တစ်ဖက်က Black ဖြတ်အကြိုက်ပါတော့ Duty Cruiser မှာ Yuri ထပ်ရလို့ HP ပြတ်တော့မလဲ AOG Blood ကောင်ထပ်ပါလာခဲ့တယ်ခဲ့တဲ့တစ်ခုမှာတော့ Capu ထပ်ပြီးတော့အဆုံးသတ်ပြီးထားလိုက်ပါပြီ Grand Jaya ရဲ့ Golden Time တစ်ခုတော့ကျွန်တော်တို့ဒါစောစီးပဲပြန်ရောက်သွားမလားဆိုတော့ကြည့်ရမယ်ကျွန်တော်ရှင်းမှာပြောလို့ PA7 Fail Air Strike ကျဲတဲ့အချိန်ဒီမှာ Quetti ကျော်ရိုက်မှာပေါ့နော် Samuel အနေနဲ့နောက်တစ်ခုကကျွန်တော် Super Bad အနေနဲ့ Glowing Web ပြီးသွားပြီဗျာ ဖရွန်လိုင်းနာနှစ်ကောင်ဒီ damage taken လုတ်ပေးဖို့အကောင်းဆုံးဖြစ်တယ်ဒီ Urena score ကျဒီ Groyo ကို continuous damage ပိုင်းမှာကျွန်တော်မီးဆွဲနေမှာဆိုတော့ဒီအတွက်ကရန် e-sport တွေတာအားလိကိန်းနေမှာကျွန်တော်အများကြီးကျွန်တော်တာရည်ကြီးတော့မဲ့နေထားမှာရှိတယ် ဲ့တော့ Rayon နေနဲ့တော့ကျွန်တော်ဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ Alita ရဲ့ damage ကိုပဲကျွန်တော်တို့မျှော်လင့်လို့ရမှာသူနှစ်ချောင်းတော့ပြီးနေပြီနောက်ထပ် item လေးထပ်ပြီးမှဆင်ပြေးလိမ့်မယ်ဗျာဟုတ်တယ်ဗျာနော် Alita ကတော့တော်တော်လေးတော့ item တော့ပြန်သွားမယ်ပြောရင်လည်းတောက်လျှောက်ပဲကျွန်တော်သုံးလို့ဒီပြန်ပြီးတော့သုံးထားသေးတယ်မက်ဗီတန်းပြတ်တယ်ဗျာနောက်ကနေ balance နေပတ်ပြီးတော့ Father ရဲ့ air strike ကျဲတဲ့နောက်မှာ Kafu လုံးဝ flicker လေးနဲ့ပြန်လို့သွားတယ်ဗျာဒါမှလည်း Jennifer Super Bug ကိုတော့ပြန်လဲဆုံးသပ်ပြီးနေနေတယ်ဗျာ ဖလန်ကေးတပေါအောင်မှာတော့ပြန်လဲပြီးတော့ AI for သင်ယူတို့ကေးတကောင်ပြန်ရတယ်ဗျ1 for 1 trigger ခဲ့တဲ့ခုမှာသူတို့နေမယ်လေ first star ကိုရှောင်းရင်ပြန်ပြီးတော့ကာထားနိုင်စေပဲဆိုပေမယ့်ကျွန်တော်တို့ AI တော့တိတ်မလွယ်ဗျာနော်နောက်တစ်ဆင့်မြင့်မှု energy level energy level နောက်တစ်ဆင့်မြင့်မှုဆိုရခဲ့တဲ့ခုမှာတော့ကျွန်တော်တို့ PA7 ရဲ့ flank ကေးတကွက်ကိုတော့နော်နောက်တစ်ဆင့်အနေထားမျိုးနဲ့ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရပြီဒါအနေနဲ့ပြီးတော့သူ့အနေထားရတော့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတော့ခဲတဲ့တစ်ဖက် back line control on the elita cross board and the limit တက်နေခဲ့တဲ့ခုက air strike down shot lawrence control bar နဲ့မှာ samuel လက်ပူတော့ PA7 ထပ်ပြီးတော့အဆုံးသတ်ပြီးထားပါပြီ။ဒါလို့ဆက်သွားမှာပဲသူတို့ထွက်ကအဆင်ပြေလိမ့်မယ်ဗျာ။မောင်းရင်ကျွန်တော်ပုံမှန်တတိယတမယိုးချ Tradition နဲ့အတိုင်းသွားမယ်ဆိုရင်တိတ်အဆင်ပြေမှာမဟုတ်ဘူး။ အန်ဖရီကိဝဲနဲ့တော့ပြန်သွားထားတယ်။တခုစဉ်းစားရမှာကဖူးစီလည်းကျွန်တော် damage ထွက်လာပြီဗျာ။ Granja ကကျွန်တော်ဒီနေချာရအားလီကိန်း damage output ကအများကြီးပိုပြီးပေးနိုင်တယ်။ Cavalry Stamp နဲ့ Scambio Step ပို့ပြီးတော့များပြားလာရဆိုရင် Residency နဲ့ Death Sonata damage ကတကောင်ကျွန်တော်ခဏလေးပဲထူသွားလို့ရတယ်ဗောနော်။ Cavalry Step ပို့များလာရဆိုလို့ရှိရင်သူ့ရဲ့ Residency Skill 1 Unlimited ဗျာနော်။၃ခါလောက်၄ခါလောက်ထိဇက်တိုက်သုံးလို့ရမယ်။ကာလာတခုသူတို့နေရောက်သွားမယ်။ Malefic Roll လည်းပါလာပြီဆိုတော့ Penetration မှာပါလာပါတော့မယ်။ဟုတ်တယ်။ Iron တွေကတော်တော်လေးတော့များလာပြီနော်။ကျွန်တော် Granja အနေနဲ့လည်း ကဖူးတော်လေးတော့ကန်ကောင်းသွားတယ်သူမကြောက်ဘူးဗျအဲ့တော့သူရဲ့ golden time တစ်ခုကတော့ဆက်လက်ပြီးတော့เนาะရှောင်းလန်းနေတော့ပဲနောက်မှလည်း holy crystal လေးပါလေးပေးထားတယ်ဗျတောက်လျှောက်ပဲ super line အနေနဲ့ solar pump တွေကြားရဲမှာ messi flicker နဲ့တော့လုံးဝတောက်လျှောက်ဆိုလို့အဆုံးသတ်ပေးသွားနေရင်းနဲ့ပဲ messi ပြန်ကြမလားနောက်မှလည်း flare တွေကြားရဲမှာသွားပြီးတော့မီးနေတဲ့မကြောက်ဗျကဖူး killing spree တပေးရသေးတဲ့နောက်မှာ alita တောက်လျှောက်ကိုလိုက်ပြဖို့ကြိုးစားနေမလဲ super pump အနေနဲ့ flare တွေကံပြတားရည်ရဲ့နောက်မှာတော့ alita over extending လို့ကြိုးစားခဲ့တဲ့နောက်မှာတော့ပြန်တောင်းနေရင်းနဲ့ပဲ ဘလို့မှတော့ super bad အနေနဲ့ပြန်မကျသွားဘူးဗျာ wow but တစ်ဖက်ကလည်း crisis pay ကိုလည်းတော့ flare ရဲ့တွဲလုံးနဲ့သူရခဲ့တဲ့ brace pie ရဲ့ full percent เนาะ full hp ရဲ့5% hp ပြန်ရတယ်ဆိုတော့ check တစ်ခုတော့တော်တော်လေးတော့ကျွန်တော်တို့ bad နဲ့မှာအကြိုက်ဖြစ်သွားခဲ့တဲ့ leader မျိုးလို့ပြောရလိမ့်မယ်နောက်ရှောက်ဆိုလိုပဲတစ်ဖက်ကလည်းကျွန်တော်တို့တော့ type ဆားပြီးတော့ postman excuse ဖြတ်ထုတ်မှာ samuel and the machine လေဘူးဘူးတန်းကြခဲ့တဲ့ wrestling 6ကြက်တဲဆိုတော့ kafu နောက်ရှောက် live ပါနေခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ရှောင်းရန် light dash ဖို့တော့များနေသေးပြီဗျ blend နဲ့တခါရဲ့ဘက်သူ front line မှာတော့နည်းနည်း မစ္စတာကော့ချ်ဒီဗိုင်နဲ့ပြန်ပြီးတော့သွားမှုနေအနေထားမျိုးလေးတော့ပြန်တွေ့ရတယ်ဒါပေမဲ့ဘာမှမတူဘူး front left ဖြတ်တိုင်း Yuri with the retribution ရှောင်းရဲကိုထိုက်ကြတယ်ကဲတော့ဒီကမှာ actually တပ်ပေးတာနဲ့ channel ကစူပါဘက် AOG ပြန်ခုန်ထားခဲ့ရမယ်ဒီလော့ရော AI eSport ဆက်လက်ပြီးတော့တင်ပိုက်ထားနိုင်ခဲ့ပါပြီ Farsa Grow တွဲလုံးနဲ့ Drive ထိမှုအတွက် through plan လာခဲ့တဲ့ strategy တကူကအလုံးဖြစ်ခဲ့တယ်လို့ပဲ Yuri ဒီပရေမှာတော့ပြောလို့ရတယ်ဗျာတကယ်လို့အလုံးဖြစ်သွားတယ် Yuri final execution တုံးရိုးစီတပ်ပိုင်းနိုင်တယ်ကဖူးတကောင်ပါခေါ်မှုကျိုးလာတယ်ဗျာ True Valor 3အနေထားမှာတော့ကျော်ပြေးရိုက်မှုကျိုးလာ Raises လက်တွေအောက်မှာရောက် င်ပဲယိုရီပြန်ပြီးထွက်လာခဲ့ပါသေးတယ်။တော်တော်လေးတော့တရက်လက်ပါတဲ့ကစားကွက်တွေ AI Sport အသင်းပြသနေရလို့ပဲကျွန်တော်ဒီနေရာမှာတောင်းတလိမ့်မယ်ဗျာ။ဘေကာနေပြီးတက်လိုက် creative လဲကဖူးပြန်လဲပြီးရှင်းထုတ်မှာဖြစ်ကဖူးကလုံးဝတော့မကြသေးဘူး။ဒါပေမဲ့ဒီ UA နဲ့ Grow ကြီးကိုကြော်ပြီးတော့နောက်ဒီ backline လေးကို damage ပေးဖို့ဆိုတာသူတို့ကတော်လေးမလွယ်ဘူးဗျာ။နောက်မှလည်း Father Ball ကိုပါနေနေထားကြောင်းလည်းပါတယ်။အခုလည်း Father Airstrike ရှင် player လေးပြန်ပြီးသုံးထားသေးတယ်။ Megatron မပေးရဘူးတော့ကူတော့ Rio Esports နေအကောင်းဆုံးပြန်ပြီးတားလာနိုင်သေးတယ်လို့ပြောမှာဗျာ။ဆိုတော့ AI အနေနဲ့ကတော့တို့ဒီ mega tower တစ်လုံးလောက်ရနိုင်တော့ပိုကောင်းတယ်ဗျာနော်ကဲ AI esport အနေနဲ့ mega lane push ပို့တော့ကြောင့်ဆက်ပြီးတော့တို့အနေနဲ့ကြိုးစားနေစေပဲအပေါ်လမ်း mega နည်းနည်းလေးပို့ပြီးတော့ဖြစ်နိုင်တဲ့အနေအထားမျိုးတွေတော့ပြောရမယ် group operator တစ်ဖက်ကလည်း magic နဲ့ backline only ပဲ uns and only hd out မှာတော့ leader ဖြစ်ချက်နဲ့တူပဲ first mega tower ဆက်ပြီးတော့ရလိုက်ပြာဒါပေမဲ့အရင်တိုးလို့ကောင်းတဲ့အနေထားမျိုးတော့သိမဟုတ်တော့ဘူးနော် tower vanish တွေနောက်ထပ်ကြာရှိနေခဲ့တဲ့ mega vanish တွေထပ်ပြီးတော့ရှိနေစေပဲဆိုတဲ့အခိုက်အတန့်မှာ ryan esport ဘက်ကလည်းကောင်းကောင်းကြီး defend ထားလို့ရနေသေးရဲ့ဆိုတဲ့အနေထားမျိုးလို့တော့ပြောရမယ်တာတော့တာသွားပြီဒါပေမဲ့အရင်ကတော့ကျွန်တော်တို့ post ဆလို့တော့ မရသေးဘူးဗျရှောင်းလိုက်ကမဲ့ beast control တွေကနောက်ပိုင်းမှာတော့တစ်ဖက်က1 1နဲ့ဒီ farsa farsa ရုပ်ဘော်ကိုကောင်းကောင်းပြန်ပြီးတော့ pressure ပေးနေတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ်ဒါပေမဲ့ PA7 ရဲ့ farsa fully boss ပဲဖြစ်နေရဲ့ဗျ donor hero ကသူ့နောက်ရိုင်းကတ်လို့ရမှာတော့မဟုတ်ဘူး blood wing ကိုပြီးသွားတာဆိုးတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့သူ့ရဲ့ဒီ AOE ဒါ best damage ကတော့ပို့ပြီးတော့ဆင်ပြေးလိမ့်မယ် rayon e sport ဘက်ကတော့နည်းနည်းစိတ်ရှိဖို့လိုအပ်နေရလို့တော့ကျွန်တော်တွေးမိရဲ့ဗျဒီရှောင်းရန်ရဲ့ electro 5v dance တွေက ဒီ Father Grow ရဲ့ timing နေအောက်မှာပဲကွက်တိသွားကြနေတော့သူဘလို့မှ like ကတ်လို့မရဘူးဖြစ်နေရဗျာဒီလက်ပူးနဲ့ကျောဒီရှောင်းရံနေ timing ကွက်တိလောက်သွားကြမယ်ဆိုရင်တော့ AI Esports ကိုသူတို့ရင်ဆိုင်ရတဲ့အပိုင်းနေရပို့ပြီးတော့အဆင်ပြေလိမ့်မယ်မကြိုင်ခင်မှာပေါ်လာမယ့် objective ကတော့ကျောဒီ Rainbow အတွက်အဆုံးဖြတ်ဖြစ်လာမယ့်အရာတစ်ခုဗျာဟုတ်တယ်အဓိကဘာလို့နေရလဲဆို Winner Crown อืม Winner Crown မပါသေးဘူးဆိုလို့ရှင်သူ့အနေနဲ့ဘလို့မှ letter fine piece တွေဒီပါလိုင်းနဲ့တိဝင်ပြီးတော့ အကြိုက်တမိပေးဖို့ဆိုတာမဖြစ်နိုင်ဘူးဗျာအခုလည်းဒီမက်ဂါတာတလုံးပေးလိုက်ရရင်အဲ့ဒီပြည်မှာဒီနောက်မှာရှိနေခဲ့တဲ့ second tower တွေအကုန်လုံးပေးလိုက်ရတဲ့တကြောင်မလို့ဒီ blue buff တွေပါရရားဘူးတော့မလွှဲတော့ itemize ဆိုင်ရာမှာလည်း real esport တွေနောက်မှာ 5k တော့မှနေသွားတာပါနော်လော်ပေးလိုက်တဲ့အချိန်မှာတော်လေးသိတာတွေဗျာပရိတ်တော့ချက်ကြရဲအဲ့လိုမျိုးဒီ law တွေမှာထပ်ပြီးတော့ပေးရတဲ့အချိန်မှာသူတို့အနေနဲ့တရားပေါက်ပဲ network ကကွာမှုကြီးမားတဲ့ရာတစ်ခုရင်ဆိုင်နေရပြီဒါတွေကိုသူတို့ itemize ဆိုင်ရာပြန်လည်ဖြည့်တင်းဖို့အတွက် space ရလဲ lane feeding လောက်ထားတော့ဘယ်လိုမှပြန်ရှာလို့မရနိုင်တဲ့အခြေအနေမျိုးတော့ဖြစ်နေရဲ့ grinder မသိဘူးဆိုတာမှန်ပေမဲ့ grinder ပြရမယ့် hero တွေရာ UI နဲ့ growth ဆိုတော့ဒီဘွဲကပြောမှာဆိုလို့ရှိရင်တော့ damage လုံလောက်မှုကအနှဲငယ်လေးကျော်ပါလာကြီးပါနော်။ game တော့ပုံစံနဲ့သူတို့ပြန်ပြီးတော့ကြုံတွေ့နေရတဲ့အနေအထားမျိုးတွေတော့ကျွန်တော်တို့ပြောရမှာထင်တယ်ဗျာနော်။ grinder နဲ့ဒီ trisla ကိုဖြည့်ရှင်းမှုကလည်း game 1တော့ kafu ရဲ့ grinder နဲ့လိုအပ်ချက်တွေများစွာတော့ရှိခဲ့တယ်။အဓိကသူ့ရဲ့ hero လိုအပ်ချက်ဆိုတာမျိုးထက်သူပြခဲ့တဲ့ nature အရသူတို့နေတဲ့ blue map ပြန်ပြီးတော့ရှင်းလို့မရခဲ့ဘူးဗောနော်။ scam ရဲ့ stack တွေအရင်ထောင်ထများပြားနေရဆိုလို့ရှိရင်တော့တမျိုးပေါ့ဗျာ။ မန်နူရှင်ပေါင်းပြီးတော့ဖြည့်ရှင်းမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့အများကြီးတော့ဖြစ်မယ်ဒါပေမဲ့လက်ရှိချိန်ဒီတိရောကျွန်တော်တို့အရင်သွားလို့တော့သိမရသေးဘူးဒီကြားထဲမှာလည်းဆွဲလို့ရတဲ့ Father Air Strike တန်တွေအများကြီးရှိသေးတယ်တစ်ဖက်ကပြန်ထိုး Extra Triangle တော့ damage ဒီအမတခါလည်းတက်ပြီးတော့ပြတ်ခဲ့တဲ့ Super Line Crossbow Down နဲ့ Elite Dodge ကို Light ဖြဲနေခဲ့ damage ဒီအမတဖက်က Super Ban နဲ့ Flicker Attack ကိုပဲချက်ရှိနေခဲ့ရှောင်းရင် Only ပဲလက်ရှိနေခဲ့တဲ့အခြေအနေမှာတော့ One Man Down front line မရှိတော့ဘူးဆိုရယ် Ryan Esport ဒီလော့ထပ်ပေးရဖို့တကြားတော့ဖြစ်သွားခဲ့ပါပြီ Fan and execution ကြီးကျွန်တော် Crossfather တွဲလုံးနေနဲ့ Objective Fight တွေမှာရင်ဆိုင်ခဲ့တဲ့ AI Esport ရဲ့ နောက်ကျတော့ဒီအလဲပြောင်းတစ်ခုကတော့ကျွန်တော်လက်ရှိအခြေအနေမှာအဆင်ပြေသွားပြီလို့ပဲကျွန်တော်တို့သုံးသပ်လို့ရတယ်ဗျာအားလကိမိနစ်တွေမှာ AI eSport အနေနဲ့တကယ်ကိုကျွန်တော်ရုံးကန်နေရတယ်ဒီရှောင်းရန် BC လိုက်ခဲ့တဲ့အခြေအနေမှာ Father အနေနဲ့အလုံးဝတဲလို့မရဘူးဗျာ Father Grow တွဲလို့ချိတ်လို့မရဘူး Leader ကိုရိုင်ကနှစ်ခါလောက်ထိကြာနေခဲ့တဲ့အရာတစ်ခုသို့ပေမဲ့သူတို့အနေနဲ့ကျွန်တော်ဒီခုနကတော့ Objective Fight တွေမှာဒါ Yuri ရဲ့ Final Execution နဲ့ Retreat ကိုတိကြတဲ့အပိုင်းတွေကလည်းအဆင်ပြေသွားတယ်ရှောင်းရန်ဒီတစ်ခေါက်မှလည်းကျွန်တော်ပြန်ပေးလိုက်ရတယ်ဗျာမရဘူးဗျာနော်သူတို့အနေနဲ့ကျွန်တော်ခုနကပြောခဲ့သလို Winner Crown မပြီးသေးရတော့ သူဘလိုက်ဝင်မှုဆိုတာလုံးဝမဖြစ်နိုင်တော့တဲ့အချိန်တစ်ခုပြနော်ဖာစာလည်းဖလီကာရှိမယ်ဝင်းစပိုင်ဝင်းရှိမယ်လီဒါအနေနဲ့လည်း inspire crossover ရှိမယ်ဗျလမ်းစလုံးအိမ်မှုဆိုတာလည်းမဖြစ်နိုင်ဘူးဆိုတော့ဒီ damage dealer တွေကိုလည်းအိမ်ဖို့အတွက်တော်လေးကိုခက်ခဲလာတဲ့အခြေအနေမှာနော်ဒီတစ်ခါမှလည်းပြန်ပြီးတော့မရှောင်းရင်ကြာသွားကြရတယ်ဗျဒီတစ်ခါမှပေါ်လာခဲ့တဲ့နော်လောနဲ့တူပဲနောက်တဲ့တစ်ချိန်ထပ်ပြတ်တက်လာလို့ရှိမယ်အလယ်မှာလည်း forthright air strike လေးနဲ့ mega turret ကိုတော့ဓာတ်တော်လေးသွားပြီးတော့တိုးနေရတဲ့နေသားတစ်ခုမှာ euro key ကတော့နှစ်သိန်းလုံးမပေးရသေးဘူးဗျ ကဲဟီရိုဂေဒီထားဖက်ကလည်းကျွန်တော်လော်ဘန်ရေးနာမည် AI Esport ထပ်ပြီးတော့တက်လာကြပြီဆိုတဲ့အနေထားမျိုးကိုပြန်တွေ့ရအောင်မယ် Ring Slash Lashy ကလည်းတစ်ဖက်ကစင်ဒီရယ်လဘလဘူနေနဲ့ပြန်ပြီးတော့ပီးတာဆိုလည်းဆိုရင်ဘာမှတော့သင်မထူးဘူးဗျ Area လည်း Immortality ပြီးလာကြတဲ့ခိုင်တာတစ်ခုပေါ့တော့သူ့ကိုတော်တော်လေးတားဆီးဖို့ကတော့စင်ကတာက Stand လေးပါမလာခဲ့ရဲ့ Round Esport ရဲ့ Backline အနေနဲ့အတော်လေးခက်ခဲတဲ့အနေထားမျိုးကိုပြောရအောင်မယ် Base Control အမပြီးသွားပြီ Drop Barricade နဲ့ 3-man တွေပဲထပ်ပြီးတော့တီးတာဆဲပဲ Ring Slash Lashy ကတစ်ဖက်ကစင်ဒီရယ်တက်လာကြပြီဆိုတဲ့ခိုင်တာတစ်ခုပေါ့တော့ Two Lane Mega လည်းပဲပြန်ပြီးတော့ချက်မဲ့ခိုင်တာတစ်ခု Triangle လေးထပ်ပြီးတာနဲ့ Two Lane Mega ရော AI Esport ဆက်ပြီးတော့ရလာ တယ်ဗျာနောက်ကနောက်တဲ့မီနီယံတဝေးတွက်ကလည်းကျွန်တော်တို့ပြန်ပြီးတော့လိန်ကလီရလောက်လို့နေခဲ့တဲ့ခက်တဲ့တခုမှာ all in mega ကိုပဲပထမဆုံးသူတို့အနေနဲ့ပြန် force star တော့ဘူကောင်းပါလိမ့်မယ်ဟုတ်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ unbreakable by power မယ်ဆိုလို့ရှိရင် andy ရဲ့များတဲ့အခက်အခဲတခုလို့ပြောရမယ် Yuri နဲ့ပြန်တော့ထွက်လာသေးရဲ့ဗျာအဲ့တော့ Feather Airstrike တက်ချိန်တဲ့ backline control Forza shutdown ကိုပြန်ပေးလိုက်ရပါပြီ3 man low out တန်းပြီးတော့ down man နေတာတခုလို့ပြောရမယ်ဗျာဒီကောက်မှာလည်း Kafu တကယ်ကိုကောင်းတဲ့ Black ရဲ့3 man stand ကို Airstrike alight ဆိုတော့ quality ပဲဗျာနောက်မှလည်း Yuri 然后这边是白虎，左边比较近的托诺斯基加尔玛弗利卡，他来嘲讽这边的，Final Ecrisian 来加尔玛苏巴奈，贝加凯蒂奥白伊拜尼来被 Yuri，伊卡玛的托诺特尔朱布拉尼来，然后这边的塞姆雷苏巴贝嘲讽，右边托耶加尔玛被阿丁阿拉玛被拉比奥被 Alita，比奎尼的 Damage 巨人来麦克朗这边 follow Enshrined，这边托纳德来塞姆雷德哥，这边的加尔尼 Crossbow 加尔玛朱梅，这边的比奥玛纳这边的，找找找小狮子罗斯巴白虎吧，苏巴精英来苏巴来，我们加入一下。 ီခေါက်မှာလည်း game number 3ကိုတော့ AIE4 အနိုင်ရရှိနေရင်းနဲ့ပဲ MSA season 2ရဲ့အဖွေပွဲအစဉ်လေးကတော့တကယ်ကိုပဲလှပသွားခဲ့ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့50 50เนาะ game number 3မှာတော့တရားခိုင်တော့ကတော့ AI Esports အနေနဲ့ရရှိသွားတဲ့ပွဲစဉ်တစ်ခုလို့ပဲကျွန်တော်တို့ဆိုရမှာပဲဖြစ်ပါတယ်